င်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှချူဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့စန်းကျင်တက်ခိုက်သူများနဲ့ငင်းကြံရေးဆွေးနွေးရမင်းအွန်လိုင်းကိုထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကတွေ့ဆုံတိုက်တွန်းမင်းအွန်လိုင်းကသက်စင်အကြံပြုချက်ကိုနားထောင်လက်ခံဦးဆိုဆွေးနွေးမယ်ဖြစ်ပါရရှင်။ မြန်မာနိုင်ငံရှိစန်းကျင်တိုက်ခိုက်နေသူများနဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်အကြံဘတ်စစ်ကောင်စာမယောင်လိုင်ကိုထိုင်းဝန်ကြီးချုပ်ဟန်တက်ဆင်ကတွေးဆောင်တိုက်တွန်းခဲ့ကြောင်းထိုင်းသတင်းရှင်းသတင်းဌာနကဖော်ပြသည်ထိုင်ဝမ်ကြီးကျော်ဟောင်းတရှင်နာဝတ်ကယခုဧပြီလအစောပိုင်းဘန်ကောက်တွင်ပြုလုပ်သည့်ပင်စတာထေတီအစည်းအဝေးလာတက်သည့်မင်းအောင်လိုင်းကိုတည်တံ့တွေ့ဆုံခဲ့ပြီးရင်းသူတွေ့ဆုံစဉ်မင်းအောင်လိုင်းကိုစန့်ကျင်တိုက်ခိုက်နေသောတပ်ဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်တက်ဆင်ကတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ကျွန်တော်မြင်ကျင်တာကြောင့်သူနယ်စကားပြောခဲ့ပါတယ်ကျွန်တော်အနေနဲ့နိုင်ငံကြီးတွေကိုပြောလို့ရှိတာကထိုင်းနေနဲ့ကမြန်မာပြည်မှာလူငယ်ငယ်စွာတွေ့ဆုံဆွေးနွေးတော်နေလနဲ့အကြမ်းဖက်မှုတွေအဆုံးသက်သွားစေဖို့လိုလာတဲ့ဆိုတာပဲကိုသက်စင်ကဆိုရင်စက်ကောင်စီနဲ့တိုက်ရိုက်စကားပြောဆိုခြင်းဖြင့်ငြိမ်းချမ်းရေးလမ်းစောက်ကိုရှာဖွေရန်လိုအပ်ကြောင်းထိုင်းနိုင်ငံအနေဖြင့်စက်ကောင်စီနဲ့တော်လိုင်းအင်အားစုများကြားတွင်ဂျောင်းဝင်ဖြည့်ပြည့်သူဖြစ်လှုပ်ဆောင်ရန်အသင့်ရှိကြောင်း၎င်းကရှင်းပြသည်မင်းအောင်လိုင်ကသူ၏အကြံပြုချက်များကိုနားထောင်လက်ခံခဲ့ကြောင်း က်စင်ကဆက်လက်ပြောသည်သူကကျွန်တော်ရဲ့အကြံဉာဏ်ကိုနားထောင်လက်ခံပါတယ်ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမဆခင်အချိန်ပေါင်းများစွာသူနဲ့စကားပြောဖို့လိုအပ်ပါတယ်လို့သက်စင်ကပြောဆိုသည်သက်စင်ကမြန်မာနိုင်ငံတွင်ကျင်းပရန်စီစဉ်ထားသောရွေးကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ပဲရှောင်ကျင်းခဲ့ကြောင်းနိုင်ငံရေးကျင်းသားများလွှတ်ပေးရန်နှင့်ငြိမ်းချမ်းရေးစကားဝိုင်းတွင်ဆွေးနွေးရန်ဆိုသည့်အာဆီယံရည်တည်ချက်ကိုသက်စင်ကအတိအမှတ်ပြုထားကြောင်းသတင်းဖော်ပြချက်အရသိရှိရသည် အကြံမဲ့စစ်ကောင်စီကနိုင်ငံတော်ဆက်ရှုံးနေပြီးလက်ရှိမျိုးပေါင်း၁၀၀နီးပါးကိုလက်လွတ်ဆုံးရှုံးထားကလာမည့်ဒီဇင်ဘာလတွင် ရေကောက်ပွဲကိုကျင်းပရန်ကြိုးပမ်းလျက်ရှိနေသည်။ဆက်လက်ပြီးပုဂုတ်ကိုမြို့နယ်ဆိုရင်းကျေးရွာကိုစစ်တပ်ကဝိုင်းဖက်ပိတ်ဆို့ကစစ်မှုထမ်းခိုင်းရန်လူငယ်၃၀ခန့်ကိုဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဧပြီလ17ရက်နေ့ညနေ3နာရီခန့်အချိန်ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့အနီးရှိဆိုရင်းကျွော်ကိုအစံဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်ဖြင့်ပိတ်ဆို့ဝင်ရောက်ခါဇေယျော်နေအသက်18နှစ်ပြည့်ပြီးသူလူငယ်30ခန်းကိုတိန်တက်တိန်စင်ရှာဖွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းအချို့မှာဇေယျော်အတွင်ပြန်ဝင်ရဲခြင်းမရှိသေးဘဲတိန်ရှောင်နေရဆဲဖြစ်ကြောင်းသိရသည် ဆိုရင်ရွာကမနေကဝင်းမေးတာသူတို့ကရွာကိုပပက်လေးဝိုင်းချပြီးရှာတာအပြာဝစ်တွေနဲ့အသက်၁၈နှစ်ပြည့်ပြီတဲ့လူငယ်တွေတအိမ်တယောက်ဆွဲခေါ်သွားတာအိမ်ထဲထိဝင်ရှာတယ်။တချို့ထွက်ပြေးနိုင်တဲ့သူပဲလွတ်တာအိမ်ထဲမှာတွေ့တဲ့လူငယ်တွေကိုတပင့်တပင့်အောက်မှာဆူထားပြီးမှခေါ်သွားတာစစ်မှုထမ်းဖို့လူလိုတော့တဲ့ဟုဒေသပြည်သူတို့ကပြောကြတယ်။အကြမ်းမဲ့စစ်တပ်ကဝိုင်းပက်ပိတ်ဆိုကလူငယ်များဖမ်းဆီးခံရသည့်ဆိုရင်ကြွေရသည်ပခုတ်ကူမျိုးအနေနဲ့တည်ရှိပြီးထွက်ပြေးနေကြသည့်ပြည်သူများမှာရှင်းနေသည့်ပြန်လည်ဝင်ရောက်ရဲခြင်းမရှိသေးကြောင်းသိရသည်။ အကြံပေးစစ်တပ်ကယခုတကြံကာလအပြီးဖွင့်လင်းမြစ်စမှုရန်ပတ်စဉ်စနေအတွက်လူငယ်များကိုစင်ခေါ်ခြင်းဖန်ဆီးခြင်းများလှုပ်ဆောင်နေကြောင်းရန်ကုန်ခေတ်တည်ထင်ဌာနကစုံစမ်းသိရှိရသည်ဆက်လက်ပြီးမိုးပြင်းမြို့ကိုစစ်တပ်ကဆက်လက်စစ်ကြောင်းတွင်နေတိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတက်ခွဲမှုတအုပ်ကြဆုံးဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင် ကရင်နေပြည်ဖဲကုံမြို့နယ်မိုးပြဲမြို့ကိုဇမ်ဘတ်စစ်တပ်ကဆက်လက်စစ်ကြောင်းထုံနေရေးတိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့မှဒုတက်ခွဲမှုတူကြဆုံးခဲ့ကြောင်းနေပြည်တော် PDF တရင်၈၅မှတောင်းရှိသူတူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်မတ်လ၂၂ရက်နေ့ကမိုးပြဲလိုင်ကလမ်းမယားပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ဇမ်ဘတ်စစ်ကောင်စီကလက်နက်ကြီး၄ကြောင်းဖြစ်ကူယူ၍အင်အားလုံးအပြင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်၈၀၅တဲ့ရင်နေပြည်တော်ပြည်သူ့ကော်မတီတက်ထနောင်းစစ်ကြောင်းတက်ခွဲတက်မှဒုတက်ခွဲမှုရဲဘော်ငတိကြဆောင်ကလေးဦးတန်ရရရှိခဲ့ကြောင်းသိရှိရသည်။ကြတာတော့ခွဲမှုတယောက်တည်းပါထိတာကတော့နောက်ထပ်ရဲဘော်လေးယောက်ထိတယ်။စာခရီဘက်ကရှေ့ကိုစွတ်တိုးပြီးအတင်းပြလို့ကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ပဲခုခံကာဝေးရင်ဒုခွဲမှုကြသွားတာစာခရီဘက်ကတိုးလာရင်တော့ကျွန်တော်တို့ကာကင်ရဲဘော်တွေနဲ့ထိတွေ့မှုအမြဲဖြစ်တယ်။စာခရီဘက်ကကြဆောင်မှုတော့မသိရဘူးဟုနေပြည်တော် PDF တက်ရင်၈၀၅မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောကြ study. ရဲဘော်ငတ်ဒေးဒီအမတ်၈၅တရင်အပတ်စဉ်နဲ့အခြေခံစစ်တင်နဲ့ပြီးမြောက်ပြီးနောက်နှစ်နှစ်ခွဲကျော်ကြာရာတောင်အများကိုရရွတ်ချွန်ချွန်ထမ်းရခဲ့တဲ့ဆံမြရဲဘော်ကောင်းတို့ဖြစ်ကြောင်းရဲဘော်ငတ်ဒေးခုံရောင်ထွန်းပြောင်စွာကြာဆုံးသွားတဲ့အတွက်ကျန်းသူမိသားစုနဲ့ထပ်တူဝမ်းနဲ့ဥညွတ်ခုံယူပါကြောင်းတရင်၈၅အနေဖြင့်ဆရာနာရှင်စနစ်ကြောင်းဆုံးရေးအတွက်အာတုံခွန်ဆိုင်ပုံမှုစူးစမ်းတောင်းထမ်းဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်အကြံဖက်စက်ကောင်စီတက2025ခုနှစ်နှစ်စပိုင်းမှာဆောင်ရည်မိုးပြဲလံကောလံမိုင်အားပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်လက်နက်ကြီးပစ် ကိုဒရုန်းနဲ့လေကြောင်းပစ်ကိုအလွန်ကျွံ39ထိုးစစ်ဆင်လက်ရှိပြီးမဟာမိတ်တပ်ပေါင်းစုနဲ့နေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်လက်ရှိကြောင်းသိရသည်။ယခုလက်ရှိအချိန်တွင်ရမိုးပြင်းမြူအားပူးပေါင်းတပ်မှထိန်းချုပ်ထားပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဧရိယာမဟုတ်သည့်နေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည်။အရသာပြည်သူများထိခိုက်ဒေဆုံးမှုများလည်းရှိကြောင်းသိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကော့တောင်းတွင်စစ်တပ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်းပြီးပြည်သူ့ပိုင်ဥယျာဉ်ကျေးမြေမှာကိုမတရားသိမ်းယူနေသူမြင့်လင်ဦးပြစ်ခတ်ခံရပြီးတိုက်စုံဆွဲတဲ့တွင်ဖြစ်ပါရခြင်း တနင်္လာရီတိုင်းကောသောမြို့နယ်တွင်စစ်တပ်ကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့နှင့်ပူးပေါင်းပြီးပြည်သူပိုင်းဥယျာဉ်ချဲမြေများကိုမတရားသိမ်းယူနေသူမျက်လွင်ကိုပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းကောသောမြို့နယ်မြို့ပြပြောက်ကြားဘူတမန်ကြားအဖွဲ့မှဘူတမန်ကြားကရန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည် ရှမန်နေဧပြီလ12ရက်နေ့ည9:00နာရီချိန်တနင်္လာရီတိုင်းကောသောမြို့နယ်ရွှေပြည်စိုးကျေးရွာအုပ်စုတောင်ပြပြူကျေးရွာမှမျက်လွင်ဦးကိုကောသောမြို့နယ်မှာလိုကေပီဒီအက်ဖြစ်သည့်ပြန်လာတပ်ဖွဲ့နှင့်မြို့ပြပြောက်ကြားတပ်ဖွဲ့ဘူတမန်ကြားတို့ကနေအိမ်နေဝ င်ရောက်ပြစ်ခတ်ရာပွဲချင်းပြီးတည်ဆုံသွားကြောင်းမြင်လည်ဦးသည်ပြည်သူပိုင်းဥယင်ချမ်းမြေများကိုစစ်တပ်ဆက်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပေါင်းပြီးအဓမ္မသိမ်းယူကပြည်သူများကိုအနည်းမျိုးဆုံးဖြင့်ဒုက္ခပေးနေသူဖြစ်ကြောင်း၎င်းကိုအကြိမ်ကြိမ်တရီပေးတော်လေမြေသိမ်းမှုများဆက်လက်လုပ်ကိုင်းနေသဖြင့်ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် မြင်လည်ဦးသည်ပြည်သူပိုင်းအင်ချမ်းမြေများကိုမတရားသိမ်းယူ၍စစ်ကောင်စီရန်များလည်းပတ်နိုင်၏အထူးကလှုံ့ဆော်နေသူဖြစ်ကြောင်း၎င်းကိုပြစ်ခတ်ရှင်းလင်းစဉ်၎င်းနေထိုင်ရာနေအိမ်မှာမတရားသိမ်းစေးထားသောမြေခွက်စာချုပ်များဖန်ဆောင် လျုံလက်ခိုင်ဖုန်းနှလုံးငွေသားဘက်၄တောင်နဲ့မြန်မာငွေသိန်း20တိတိဆက်သွယ်ရန်စကားပြောဆက်တလုံးလုံးကိုတင်စီရရှိခဲ့ကြောင်းသိရှိရသည်။ ဝင်ရောက်ရှင်းလင်းပြစ်ခတ်တဲ့ချိန်မှာအခြေမရလိုက်လို့အမှတ်တမ်းမယူနိုင်ခဲ့ပါဘူးဟုကော့တောင်းမြို့နယ်မြို့ပြပျောက် जा ဘူဒမန်ကြားမှဘူဒမန်ကြားကရှင်းလင်းပြောဆိုသည်တနင်္လာရီတိုင်းကော့တောင်းမြို့နယ်ရွှေပြည်စုခြေရွာအုပ်စုတောင်ပြည်ပြည်ခြေရွာမှာပြည်သူတချို့ကမှမြင်လည်ဦးသည်စစ်တပ်အတွက်အမှန်တကယ်အလုံးလုံးနေသူဖြစ်ကြောင်းအတည်ပြုပြောဆိုကြတော့လေရန်ကုန်ခေတ်တည်ထင်ဌာနနေဖြင့်မြေပြင်ခြေနေကိုတွားရောက်အတည်ပြုနိုင်ခြင်းမရှိပေဆလဘီရွှေကျင်းညောင်ချောက်ကြေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်မှ၉ဦးသေဆုံးကတော်လိုင်းရဲဘော်၃ဦးကြာဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှိ ချင်းပဲခူးတိုင်းရွှေကျဲမြို့နယ်ညောင်ချောက်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှကိုယ်အသေးဆုံး9ဒေါ်လာရဲဘော်3ကြာဆုံးခဲ့ကြောင်း တောင်ညိုကော်လန် B299 O စမတောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ထံသို့ပျော်ဆိုသည်ဧပြီလ17ရက်နေ့နနေ6:55မိနစ်ခန့်တွင်ရွှေချင်းမြို့နယ်ညောင်ချောက်ကျေးရွာတွင်ကင်းချထားသောတော်လိုင်းတပ်ဖွဲ့များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားတရာကျော်ခန့်ကလာရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားကိုသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရဲဘော်3ကြာဆုံးခဲ့ကြောင်းသိရသည်ဘာမှထူထူမှတ်ချက်မပေးခြင်းမဟုတ်ကျွန်တော်တို့ရဲဘော်တွေအတွက်ကျွန်တော်တို့ပြည်သူတွေ အတွက်တောင်ညိုကစိတ်ယုံနေမှာပါဟုတောင်ညိုကော်လံပီ299အိုစင်မတောင်ရင်ရှိသူတို့ကပြောဆိုသည်ဟင်္ဒရာတွင်စစ်မှုတန်းလန်ခေါ်သည့်ရက်ကြီးအုပ်ချုပ်ရေးမှူးတာခုတ်ခံရပြီးတိတ်ဆုံဆွဲတဲ့မဲ့ဖြစ်ပါရဲ့ရှင် AR တိုင်းဟင်္ဒရာမြို့တွင်လူငယ်တအူကစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့်ရဲကြီးအုပ်ချုပ်ရေးမှူးနှင့်ပြူစောတရဖွဲ့အားအင်ရှင်ကဓာပြင်ခေါ်ရာအုပ်ချုပ်ရေးမှူးတည်ဆုံသောကြောင့်မြို့ကံများကပြောသည်ဟင်္ဒရာမြို့တနွန်တနော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတပ်နိုင်ဆိုသူကိုစစ်မှုထမ်းခေါ်ခံရသည့်လူငယ်ကဓာပြင်ခုတ်ချင်းမြို့ကံတကူကပြောသည်စမုရန်စီယံပါလို့လာခေါ်ရတဲ့အင်ရှင်တွေဘက်ကတောင်းတမမှန်ပြောသေးတယ်။နောက်ပိုင်းစကားများပြီးကိစ္စတုံးမြတာစစ်မှုထံကိုစိမ့်နာနေတာလေးဟုရှင်မျိုးကန်ကပြောသည်။ တက်နိုင်နီဧပြီလ17ရက်ကပြူစောတိနှစ်ဦးနှင့်အတူတနွန်တနောကျေးရွာအုပ်စုမကြီးကုန်းကျေးရွာသို့တွားရောက်၍စစ်မှုထမ်းအတွက်လူသစ်စုဆောင်ခြင်းတာခုတ်ခံရခြင်းဖြစ်သည်။ဒါပြင်ခုတ်သည့်လူငယ်ကိုစစ်ကောင်စီနှင့်အရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည်။စစ်ကောင်စီသည်2024ဖေဖော်ဝါရီတွင်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်လူငယ်အမျိုးသားများအားအတင်းကျပ်ဖမ်းဆီးပြီးစစ်သားစုဆောင်ကစစ်တင်နှံပေးခဲ့သည်။စစ်တင်နှံစင်များသည်လအနေငယ်တွင်ရှေးတန်းသို့ပို့ဆောင်ခံရပြီးထိခိုက်သေးဆုံးမှုများသလိုတော်လိုင်းအင်အားစုများကလည်းအများအပြားဖမ်းမိထားသည်။ င် ARR တိုင်းရေကြီးမြို့နယ်တွင်ဧပြီလဆန်းကဖြစ်ပွားသောတိုက်ပွဲတွင်ထွက်ပြေးရန်ကြိုးစားသည့်စစ်သည်နန်းဆန်လူငယ်သုံးဦးကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်ခဲ့သည်အဆိုပါတရင်များကြောင့်စစ်မှုရန်စီရင်ပါနေသောလူငယ်များနှင့်မိဘများသည်စိုးရိမ်နေကြသည် စစ်သားစုဆောင်နေသည့်စစ်ကောင်စီအုပ်စုအားရဲသားပြည်သူများကပြန်လည်တိုက်ခိုက်မှုများခက်ဆိတ်ဆိတ်ဖြစ်ပွားနေသည်။ပြီးခဲ့သည့်ဖေဖော်ဝါရီလ12ရက်ကလည်းရန်ကုန်တိုင်းတော်ပေါ်မြို့နယ်ကြည်စုရက်ွက်တွင်စစ်မှုရန်စီရင်နေအိမ်နောက်စုစီရင်လိုက်လံကောင်းနေသည့်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကိုအိမ်ရှင်ကတက်စီဖြင့်ပတ်မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ထို့ဖြစ်စဉ်တွင် ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူသေဆုံးခဲ့သည်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းမကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရက်ွက်တွင်လူငယ်တအူကစစ်မှုတန်းရန်လာရောက်ခေါ်ဆောင်သည့်စစ်ကောင်စီနှင့်ပြူစောတရအဖွဲ့အားအိမ်ရှင်မိသား ောင်းစုဝင်ကဓာပြင်ခုံရနှစ်ဦးသေဆုံးခဲ့သည်စမုရန်ဥပရေဖြင့်စူဆောင်ခံရပြီးစစ်တင်နန်းစင်ကရှေးတန်းသို့ပို့ဆောင်ခံရသောလူငယ်များအနေဖြင့်တော်လိုင်းအင်အားစုများထံလက်နက်ချပူပေါင်းကြရင်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကတိုက်တွန်းထားသည်